စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဗမောင်းမြို့နယ်မှာရန်ဒီမျိုးသားများတက်မတော်အဆန်တွေတက်မဟာလျှောက်တက်လေးနဲ့စီလုံးကန်းရှင်တို့ပူအောင်ပြီး digital x-ray ဓာတ်မှန်ဆက်တလုံးလှူဒန်းခဲ့တယ်လို့သိရပါဗျ။ငွေကြက်984သိန်းတန်ဖိုးရှိတဲ့ digital x-ray ဓာတ်မှန်ဆက်တလုံးကိုဗမောင်းမြို့နယ်ပြည်သူ့စေယုံကျန်းမာရေးဌာနကိုမနေ့ကမလ20ရက်မှာတွားရောက်လှူဒန်းခဲ့တယ်လို့သိရပါဗျ။အဆိုပါလှူဒန်းမှုနဲ့ပတ်သက်ပြီးအဆန်တွေမှာတာဝန်ရှိသူတူကအခုလိုပြောပြပါဗျ။မြို့နယ်မှာကျမကြီးဆောင်းရှောက်မှုပို့ပြီးအစဉ်ပြေစေချင်တာရဲ့ ယောဂါကိုပို့ပြီးရှာဖွေကုသရအဆင်ပြေစေချင်တာနောက်ပြီးမြို့နယ်ပြည်သူပြည်သားအလုံးကျမ်းမာရေးအတွက်ထောက်ကူပြုစေဖို့ရည်ရွယ်ချက်နဲ့လှူဒါန်းတာပါလို့သူကပြောပါတယ်ဗမောမြို့နယ်အပါအဝင်စကိုင်းတိုင်းဒေသကြီးတွင်ဖြစ်ပေါ်လျက်ရှိနေတဲ့လက်နက်ကင်ပြိပခတွေကြောင့်ပြည်သူလူထုတွေဟာကျမ်းမာရေးစောင့်ရှောက်မှုတွေလိုအပ်လျက်ရှိနေတယ်လို့သိရပါတယ်ပြည်ကလေးမလဆယ်ရဲ့နေ့ကလည်းချမ်းနေမျိုးသားများတက်မတော် SN တက်မဟာလျှောက်တက်လေးကချမ်းနေဒေသတွင်းမှာရှိတဲ့ပြည်သူလူထုအကျိုးတဲဖို့ထမ်းရွက်နေတဲ့ပညာရေးဝန်ထမ်းတွေကို ဂုံပြုတ်ဘွဲ့နဲ့ကာရဝပြုတ်စုငွေရှင်းမြင့်ခဲ့တယ်လို့လည်းသိရပါဗျ။အစံရချန်နီဒေတာရင်းနေပြည်သူလူထုတွေရဲ့လုံခြုံရေးပညာရေးနဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေကိုပုံမဝန်ဆောင်မှုပေးနိုင်မှုလှုပ်ဆောင်နေတယ်လို့လည်းဆိုပါရယ်တစ်ဖက်မှာလည်းအစံနေနယ်မြေအတွင်းကရှင်လွတ်မြောက်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်ဖွဲ့တို့ထိုးပေါက်ဝင်ရောက်လာတာကြောင့်နှစ်ဖက်အဖွဲ့အစည်းကြားမကြာခဏတိုက်ပွဲတွေဖြစ်ပွားလျက်ရှိတယ်လို့လည်းသိရပါရယ်